ရှင်းမကင်းတဲ့စီပွားရေးမလုပ်ဖို့တော့ဆုံးမတယ်ပေါ့တိုးတော့ဂဏိခေမှာဘာမှပြင်မာတော့မဟုတ်ဘူးဒီမှာတော့မကြဘူးပေါ့လေရှိကောင်းရှိနိုင်တယ်ကိုရီးယားလူငယ်တွေရဲ့ကိုရီးယားနိုင်ငံကလူငယ်တွေရဲ့အကြောင်းနဲ့ပတ်သက်ပြီးကိုရီးယားပိတ်ခုနေမှာတကူကပြောသွားတာဘုရားဘာသာဖြစ်လို့ရှိရင်စီပွားရေးမတိုးတက်ဘူးဆိုတဲ့အမြင်လူငယ်တွေမှာပေါ်နေတယ်တဲ့ အကြောင်းလို့ဆိုရင်ရှိပါရှာတဲ့အခါမှာဒုစရိုက်ကင်းပြီးတော့တရားမြတ်တဲ့စီပွားရေးကိုလှုပ်ဖို့မြတ်စွာဘုရားကညွှန်တာကိုအဲ့ဒါကြောင့်ပဲပြောသလားမသိဘူးအဲ့တော့စီပွားရှာတဲ့အခါမှာတော့မြတ်စွာဘုရားအပြစ်ကင်းတဲ့စီပွားရှာတရားသဖြင့်စီပွားရှာတာကိုလက်တက်တယ်ဒါတော့မှန်တယ်ဒုစရိုက်နဲ့တရားရှာတာစီပွားရှာတာကိုတော့အားမပေးဘူး ဒါဖြင့်အနာရိသထေးကြီးကဘာနဲ့စီးပွားဖြစ်တာလဲသူဘယ်လိုစီးပွားရှာတာသူမျိုးရိုးကသထေးတော့သထေးမျိုးရိုးပဲသူဘာစီးပွားလုပ်တော့လို့စာပေကျမ်းကနေမှရေးထားတဲ့အချက်တွေကိုကြည့်သူဟာထုံခိကလုံများတဲ့ကတိဂောရခဝနိစဆိုတဲ့စီးပွားရေးပေါ့ကတိဆိုတာထွန်ရဲစိုက်ပျိုးတယ် ကောရခဆိုတာနွားမွေးတယ်ဝဏိဆာဆိုတာအယောင်းဝယ်လုပ်တယ်အဲ့တော့အနာရမိတထေးကြီးရဲ့စီးပွားရေးဟာလဲထွန်းခြင်းစိုက်ပျိုးရေးလှုပ်ခြင်းနွားမွေးခြင်းနဲ့အယောင်းဝယ်လုပ်ခြင်းပဲအဲ့ဒါနဲ့ပဲသူချမ်းသာအဲ့တော့အဲ့ဒီလှုပ်တွေကတော့ဟိုဒုစရကင်းတဲ့လှုပ်တွေလို့ပြောရမယ်နွားမွေးတယ်ဆိုတာဟာအသားစားဖို့မွေးတယ်နွားမျိုးမဟုတ်ဘူး နှိုးစားနွားတွေမွေးတာဘယ်လောက်ဒီအောင်မွေးတော့ဆိုလို့ရှိရင်အကောင်းကြီးသိမ့်ထီအောင်ရှိပုံရတယ်ဘာဖြစ်လို့လို့ဆိုရင်သူ့နွားတွေကိုဆောက်ရှောက်တဲ့ပုဂ္ဂိုလ်ဟာရွာတရာတည်ပြီးတော့နွားเจ้าသားရွာဆိုပြီးတော့ရှိတယ်သူ့ရဲ့နွားเจ้าသားနန္ဒဆိုတဲ့နွားเจ้าသားအเจ้าစာပေကျမ်းကမှာတစုံတစဖော်ပြထားတာရှိတယ် တော့နွားမွေးတာဘာအတွက်တုံးလို့ဆိုနွားနုဒိန်နုထောပတ်တို့တရားတွေအတွက်နွားကထွက်တဲ့နုထွက်ပစ္စည်းတွေအဲ့ဒါတွေကိုရောင်းဝယ်လုပ်တယ်စားတယ်အဲ့ဒီအတွက်မွေးတယ်နွားမွေးတယ်ပြီးတော့စိုက်ပျိုးရေးလုပ်တယ်လက်ထွန်နဲ့စံစဘာစိုက်ပျိုးတယ် ပဲနန်းဆိုင်ပြိုးတယ်ပြီးတဲ့အခါကျတော့ကုံရောင်းကုံဝဲလုတ်တယ်တနေ့ကနေတနေ့သွားပြီးတော့ကုံရောင်းကုံဝဲလုတ်တယ်အဲ့ဒါသူစီပွားပဲဘုရားဘာသာမဖြစ်ခင်ကလည်းအဲ့ဒီစီပွားလုတ်တယ်ဘုရားဘာသာဖြစ်တော့လည်းအဲ့ဒီစီပွားပဲလုတ်တယ်သူဒါတစိတစောင်းကြည့်မယ်ဆိုရင်နာတပိတ်ရဲ့စီပွားဟာဒီတိုင်းဝိဒါခါရောရောစီပွားရောဆိုတော့သူတို့လည်းတူတူပဲဒီစီပွားကိုပဲလောက်ကြတယ်အယောင်ဝယ်လောက်တယ် လက်ထောင်းနေနွားချောင်းနေအဲ့ဒီဟာတော့အထက်မြန်မာနိုင်ငံလူနိုင်ငံမျိုးမှလည်းပဲမြေရည်ပေါများသည့်အတွက်ကြောင့်လက်ထောင်းချင်းနွားချောင်းချင်းဆိုတဲ့အလုပ်ဟာဒီကနေ့ခေတ်ဒီကနေ့ပုံစံနဲ့ကြတော့တောင်သူလေသမားတွေကဆင်းရဲလွမ်းပါဖြစ်နေကြတယ်ပေါ့နော်အမှန်ကတော့လက်ထောင်းနွားချောင်းချင်းအခြေခံပြီးတော့စောင့်ဦးနေကိုထောက်ပံ့နိုင်တာဖြစ်လို့ မြေယာမှာလုတ်ကင်စားတာဟာအပြစ်လဲကင်းပြီးတော့ဆန္ဒရိတ်ခါလဲဖူလုံးစေးတာပေါ့ခနေ့ခင်မှာတော့ agriculture based economy ဆိုပြီးတော့စပြေရေးကိုအခြေခံတဲ့စီးပွားရေးဆိုပြီးတော့ခုလောက်လာကြဒါကောင်းတဲ့ဟာတခုပဲဘာလို့လဲတော့ဆိုရင်လူစရာတပြည့်ပစ္စည်းတွေဥပမာကာမစီလဲနေလို့ရတယ်ထမင်းမစားပဲနေလို့မရဘူး စန်းနဲ့ရိတ်ခါကမတမအရေးကြီးတယ်။ကဘာမှာလူတွေရှိအောင်တရားလောက်ကစန်းနဲ့ရိတ်ခါမလုံးမလောက်ဘူးဖြစ်တယ်လို့ဆိုတယ်။ဒါကြောင့်မို့စန်းနဲ့ရိတ်ခါထုတ်လို့တဲ့အလုတ်ကတော့အဲ့မတမလုံးတဲ့လုံးထိုက်တဲ့အလုတ်